မမျိုးလို့အဲ့လိုမျိုးကြီးတွေမရိုက်ပါနဲ့တော့လို့။ဘာလို့ဆိုကျွန်တော်ကတော့လေဟိုတခြားကြောင့်မဟုတ်ဘူးဗျာ။ဟိုတခြားတော့ဟိုလိုဒီလိုထင်မှာဆိုလို့မဟုတ်။မမျိုးဒီ character ချိုးရတဲ့အခါကျရင်မမျိုးကိုဒီရုပ်ရှင်လေးမှာဒီ character ကြီးပဲသူ့ဆောင်ခိုင်းမှာဆိုတာပေါ့နော်။အဲ့ခါကျရင်သူတစ်သလုံးချိုးစားလာတာ၄သူလှက်လာလေးနေလာတဲ့ဟာကြီးကဒီ character ကြီးတဲ့ဝင်သွားမှာကျွန်တော်ဆိုးတာပေါ့နော်။ဆိုတော့သူ့ဒီတိုင်းလေးပဲကျွန်တော်တစ်ခါလေးကြာရင်တော့ဟိုပြောမနာဆိုမနာလေးဖြစ်နေတော့ကျွန်တော်ပြောတာပေါ့။ပြောတိုင်းလည်းရန်ဖြစ်ရပါဘူး။ အစိတ်ကဒီကဒီအောက်ကမင်းကအကူနဲ့မှလည်းဖိတ်တယ်ပြီးတော့မက်ဆင်ရနဲ့ရဲ့နောက် UK ကမမအန်ဒီပေါက်ဟာမမျိုးဟွာမပေါက်စီရောဖိတ်လို့လာကျွန်တော်ကတော့ဇလန်လေးကိုကြိုက်ပြီးတော့ကိုမင်းဦးရဲ့ကိုသုံးမောင်ရဲ့အဲ့လိုရိုက်ထားတဲ့အဲ့လိုဆင်းနေရလေတချို့ဆင်းရင်တော်တော်များများအဲ့လိုတော်တော်လှကျွန်တော်သဘောကျတယ်ပေါ့နော်ပြီးတော့ဇလန်ဇက်အိမ်ကိုကျွန်တော်သဘောကျတာပြီးတော့အဲဒီမှာဆိုဒီတကားလုံးမှာခြုံပြီးပြောရမယ်ဆိုရင်သဘောကျဆုံးကတော့ မညွှန်းတဲ့ပေါက်စီသူတို့တေးဥဆောင်လာကိုကျွန်တော်သဘောကျပြီးသူတို့ character ကိုလည်းသဘောကျအဲ့ဒါတော့ကြည်ပြီးမှပဲသုံးပြရမှာပဲဟောပြိသက်ထင်ခြင်းလဲထင်စရာသူတို့ကတွေ့လာလေးတွေပုံလေးတွေပါဒီမှာရိုက်ထားတာပေါ့ဆိုတော့ထင်ခြင်းလဲထင်ခြင်းစရာပါပဲမမျိုးကကျတော့ तू ကအရင်တည်းကကျွန်တော်တို့အများကြီးအများကြီးစီနီယာကြရတယ်နော်ဟိုအသက်သာသိမပွားတာ तू ကကျတော့ရုပ်ရှင်လောကတွေရောက်တာစောတာပေါ့ဆိုတော့ तू အနေနဲ့ကျတော့ကျွန်တော်ကဒီကားမဟုတ်ဘူးပေါ့နော်အရှိအရှိအတူတခြားကားတွေမှာလည်းကျွန်တော်သတိထားပြီးကြည့်မိတယ်။ तू ကဟို ူ့ဟာနဲ့သူ character ကဘာပဲဖြစ်နေပြီရုပ်ရှင်ထဲမှာဘာပဲဖြစ်နေပြီသူ့သူ့ဟာကိုသူတောင်းရင်ကြအောင်လုပ်တယ်ပေါ့နော်အားလေးတခုတွေ့တယ်ပြီးတော့ကျော်ထောင်နဲ့ဆင်းလေးဆိုလို့ရှိရင်လည်းသူ့ဘက်ကသူလောက်ရမယ့်ဟာကိုသူအပြည့်လုပ်တယ်ပြီးတော့သူအငဲကိုအဲ့လိုအတင်ခေါ်တယ်ပေါ့နော်အဲ့ဒါတွေအဲ့ဒါတော့ကျွန်တော်ဒါတော့ကျွန်တော်အမြင်ပေါ့နော်ဟုတ်အဲ့ဒါကျွန်တော်ကမိသားရဲ့အလှပါသူမျောသွားလို့နေမှာပါဟုတ်တယ်လေစဉ်းစားကြည့်အခုဒီဒီစကားမှာပါတယ်ဒီမမျိုးရောပေါ့စီရောနှစ်ယောက်စလုံးကတို့ကအသက်တာကြီးသွားတယ်လေ သူတို့ကငငယ်တော့အတိုင်းမလှနေရအောင်လှနေရကကျတော့သူတို့မပြောနဲ့ကျွန်တော်ဆိုလို့ရှိရင်လည်းပရမအောင်ဆုံးအဲ့လိုစပြီးတော့သူတို့နဲ့အလုံးလုံးရမယ်ဆိုတော့ရှိန်သေးတာဟုတ်အလုံးကိစ္စကြီးပဲစကားပြောလို့ရှိရင်လည်းကိုကလိုနည်းနည်းပပတော့ solution နဲ့တော့ဖြစ်တယ်လေဖြစ်တယ်ဆိုတော့ကိုစီနီယာလည်းဖြစ်တယ်ပြီးတော့ဟာသူတို့ကအခုရင်ဒီကိုဘာလို့လာနေရလဲကိုကလှလို့ပြီးငေးမိလိုက်ရင်လည်းနှာဝူးကြပြီးကြည့်ရလို့ထင်သွားမှာဆိုတော့လေ solution နဲ့လို့ဖြစ်တာပေါ့အဲ့အဲ့ဒါတော့အဓိကလေးဟိုကျွန်တော် မျိုးပညာနဲ့ပတ်သက်လှုပ်ရှားမှုတွေဆိုလို့ချင်းလည်းမျိုးကဟိုကုညီပေးတာတွေအကြံဉာဏ်ပေးတာတွေနောက်သူလည်း share ပေးတာတွေတင်ပေးတာတွေအဲ့လိုမျိုးဆိုတော့ဒါအချင်းချင်းပြန်ပြီးတော့ကုညီတဲ့သဘောပါပဲသူရုပ်ရှင်ရုံတင်တော့မယ်ဆိုတော့အဓိကကကျွန်တော်သူတို့ဘယ်လိုပုံစံနဲ့ကုညီပေးရမလဲပေါ့နော်ပြီးတော့ဒီအော်ကင်မင်းကကိုတန်းမကလည်းတိတ်ရင်ဝိုင်းပြီးတော့ဟိုခွာပြီးပါအောင်ပေါ့နော်ဆိုတော့ဘယ်လိုကုညီရမလဲပေါ့ဆိုတော့ကြီးလိုက်တော့ပရမတော့ကျွန်တော်တကယ်အဲ့လိုအာသပုံစံဗီဒီယိုရိုက်ချင်တာလေဟိုမမျိုးနဲ့ပေါ့စီနဲ့ ဂျင်ကစားနေတဲ့ဆင်းကိုကျွန်တော်ရိုက်ချင်တာဒါပေမဲ့ကျွန်တော်လိုချင်တဲ့ကတ်ဆွဲထုတ်လို့မရဘူးပေါ့နော်ကျွန်တော်လုတ်ချင်တဲ့ idea နဲ့ကကတ်ကဆွဲထုတ်လို့မရပဲလေးယောက်လုံးကြီးညှိနေတော့ကျွန်တော်လုံးမရအဲ့တော့ဘာလုပ်ရမလဲတော့ပေါ့စီဟာကိုကြည့်တော့လေသူနဲ့ကိုကျွန်တော်ဆိုနေရဘူးနှစ်ယောက်ကညနေချင်းဆိုင်ကြီးလေထိုင်ပြီးစကားပြောနေတာဆိုကျွန်တော်အဲ့မှာလေကျွန်တော်ဘာမှဝင်လုတ်ကမရဘူးနောက်ဆုံးရှိုင်းရှိုင်းနေတယ်မှာအေးမမျိုးနဲ့ကြောထအောင်အဲဆင်းမှာကြောဂျားထဲမှာဟတယ်လေပြီးတော့သူတို့ကဟိုဘက်ဒီဘက်ရုပ်ကတ်ကိုပြထားတော့ကျွန်တော်ဂျားထဲကနေဝင်ပြီးတော့ရောင်လို့ရတယ်ဆိုပြီးတော့ အဲ့ဒီဟာလေးကိုပဲမမက်ရပြီးတော့သူတို့ဟို family show ပြရပြတဲ့ညအပြန်မှမှကန်ကောင်းကျင်တော့ရုပ်ရှင်ရုံရှိမှာအဲ့လိုဖွင့်ရဆိုင်တစမ်းမသိမ့်သေးဘူးသူကန်ဆိုးွားကျွန်တော်တို့တော့ကန်ဆိုးွားတော့မသိမ့်သေးတော့ကျွန်တော်လည်းအားနဲ့အသေးအံအလုပ်ပေါင်းလုပ်ပါဦးဆိုပြီးတော့ကျွန်တော်ရိုက်ပြီးတော့အိမ်ရောက်တော့မှအတစ်ဆက်ပြီးနောက်နေ့မနက်တင်လိုက်တယ်ဗျာသူတို့ကုသူပေါ့ပြီးတော့သူတို့ကနှစ်ယောက်ဆုံးတော့လည်းငငယ်တော့ကကျမကြီးလိုက်စားတာပေါ့နော်ကစားတယ်အခုလည်းသူတို့တွေကကျွန်တော်တို့ကမသိတာကြွက်ရမှာခိုးပြီးတော့ခန္ဓာကိုယ်လှအောင်သူတို့ကမျိုးမျိုးထိမ့်သိမ့်ထိမ့်သိမ့်ပါလေဆိုတော့ သူတို့ပဲအတိဆုံးအဓိကတော့ကိုယ့်ကိုတောင်ပို့ထားတာပေါ့သူတို့ကကျတော့ကိုယ့်ကိုတောင်ပို့ထားလွန်နေရတရလွန်ကြိုင်စဲကံသူတို့ကကျတော့အဲ့လိုပေါ့နော်အဓိကမင်းသမီးပေါ့နော်မင်းသားဆိုတာလည်းမင်းသမီးဖြစ်နေတော့သူတို့ကိုယ်တိုင်ကလည်းငကိုရဲကကိုယ့်ကိုအဲ့လိုလှလှပပကျတော့ရှင်းရှင်းနဲ့တသက်ရဲ့နေတတ်တယ်နှစ်ယောက်စလုံးကအဲ့တော့ဒီရဲရောက်တဲ့အချိန်ထိလည်းသူတို့ကသူတို့ရဲ့အလှလေးကိုထိန်းထားတာပေါ့ဒါကြောင့်မို့လို့လည်းသူတို့အခုချိန်ကြီးရှိုက်နေရတာပေါ့နော်ပန်းစည်းကသူများဟာကြီး သူများဟာကိုသိန်းနဲ့ခဏလေးကင်ထားပြီနော်ဆိုပြီးတော့ဘယ်ရောက်လဲမသိကျွန်တော်လိုက်ချန်နေလို့ကြည့်နေရအခုဒီဒီဒီကင်မရာရှင်းရောက်လာပိုင်ရှင်ပြောက်သွားတာပေးတဲ့လူကတယောက်ပေးတဲ့လူကမမျိုးပေးဖို့ဆိုပြီးတော့လာတာပေးပြီးသွားတဲ့အချိန်မှာလူတွေများနေလို့တဲ့ကိုသိန်းခဏလေးကင်ထားနော်တဲ့ဆိုပြီးတော့အခုဘယ်ရောက်သွားလဲမသိသူ့ကိုကျွန်တော်ပြောတယ်မမျိုးမမျိုးတယောက်ဆောင် တော်တယ်ဆိုတော့ဟုတ်တယ်မမျိုးတယောက်ဆောင်တက်တယ်ဆိုတော့လည်းသိတယ်အကုန်လုံးသိတယ်ဒါပေမဲ့သူကလည်းဟိုလေဖြစ်ချင်တော့သူအကဒါကြီးပဲရွေးချယ်ပြီးရိုက်ခဲ့တာတော့မဟုတ်ဘူးသူအနည်းနည်းလာလာသူရိုက်ထားတယ် အဲ့ဒီ character တွေအခုမှစုပြုံပြီးတော့ရုံတင်ကြတာပြိတ္တရှိကိုရောက်ကြတော့ဆိုမသိလို့ရှိရင် तू ကကျွန်တော်လည်းအဲ့လိုအထင်မှားတာဟိုမှားပြီးတော့မမျိုးလို့အဲ့လိုမျိုးကြီးတွေမရိုက်ပါနဲ့တော့လို့ဘာလို့ဆိုကျွန်တော်ကျတော့လေဟိုတခြားကြောင့်မဟုတ်ဘူးဗျာဟိုတခြားတော့ဟိုလိုဒီလိုထင်မှားဆိုလို့မဟုတ်မမျိုးဒီ character ကျိုးရတဲ့ခါကျရင်မမျိုးဟိုဒီရုပ်ရှင်တွေမှာဒီ character ကြီးပဲသူ့ဆောင်ခိုင်းမှာဆိုးတာပေါ့နော်အဲ့ခါကျရင် तू တစ်သလုံးကျိုးစားလာတယ် तू လှလှလေးနေလာတဲ့ဟာကြီးကဒီ character ကြီးတဲ့ဝင်သွားမှာကျွန်တော်ဆိုးတာပေါ့နော်ဆိုးတော့သူ့ဒီတိုင်းလေးပဲကျွန်တော်တစ်ခါလေကြာရင်တော့ဟို ပြောမနာဆိုမှလည်းဖြစ်နေတော့ကျွန်တော်ပြောတာပေါ့ပြောတိုင်းလည်းရန်ဖြစ်ရပါဆွာတယ်အရန်ဆွာတရက်လုံးဆွာနည်းနည်းလေးချုပ်ကလေးလှတယ်လို့ဆွာသူပဲမြင်ဘူးဆွာတယ်ဆိုမှမဟုတ်ငငယ်အဲငငယ်လေးတွေကလည်းအဲ့လိုလှလှလင်ဆွာရလူတွေအများကြီးတွေ့ပါတယ်ဒါပေမဲ့ तू ကကြောက်တစ်ခါကန်းကြိုက်ပါတယ်တော်တော်များများကြိုက်တယ်ကြိုက်တယ်ဆိုတာလေကျွန်တော်အဲ့မမျိုးရောပေါက်စီရောနှစ်ယောက်စလုံးနဲ့ပတ်သက်တဲ့ဆင်းတွေတော်တော်များကျွန်တော်ကြိုက်တယ်ဘာလို့ဆိုတော့သူတို့နှစ်ယောက်ကသူတို့ဟိုယူကားတဲ့တောင်းဝင်ကိုထီထီမိမိတိတိကျကျအဲ့လိုလောက်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တော့သဘောကျ အဲ့ဒါတော့ပြောရခက်တယ်ဘာလို့ဒီတန်းမှာလေမမျိုးရောပေါ့စီမျောက်လုံးအရန်ကောင်းဟုတ်မျောက်လုံးကောင်းတာညီလူညီမျှပဲကျွန်တော်မြင်ပါတော့ဘာလို့ဘသူဘသူလဲလို့တာတယ်လို့တော့မြင်ဘာလို့နှစ်ယောက်စလုံးကယူထားတဲ့ character ကတစ်ခုစီဖြစ်နေအောင်တူမလုံးနဲ့မတူဘူးနှစ်ခုပေါ့နော်အဲ့အဲ့နှစ်ယောက်စလုံးကဘသူကတော့ပိုကောင်းတယ်ဘသူကတော့တာတယ်ဆိုကျွန်တော်အနေနဲ့ကြောင့်လည်းပြောဖို့ခက်ဟုတ်အစိတ်ကတော့သူတို့စာရေးတဲ့အတိုင်းပါပေါ့ချွတ်ငိမ့်ရှတ်တဲ့အစိတ်ရေဟာဘဝတစ်ခုလုံးကို အစိတ်တင်လောက်ကျွမ်းစီတက်အောင်ကျင့်ထမှန်သူတို့ကြိုတိခဲ့ပါလင်းအဲ့တော့ကြိုမတိသေးတဲ့လူတွေကတော့ကြိုတိအောင်တတိထားမိအောင်နောက်လဲဆင်ကျင်လို့ရအောင်အစိတ်ရုပ်ရှင်စကားကိုလာရောက်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ